သူမဟာဓာတ်တချောင်းယူကကိုဝင်ဆောင်ပိုက်ကိုခွဲစိတ်ပြီးကလေးထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ဘာလို့လဲဆိုရင်သူမနေထိုင်တဲ့နေရာနဲ့ဆေးရုံဟာအလံဝေးလုံးပြီးအိမ်မှာတားဖွာချိန်ရောက်နေပြီမဲ့လေကလေးဟာမထွက်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့နာကျင်စွာည7နှစ်နာရီကြာထိညှစ်ခဲ့ရပြီးနောက်မှာတော့အရက်ပြင်းသုံးခွက်တောက်ကဓာတ်ကိုကင်လိုက်ပါတယ်ပြီးရင်ဘိုက်ကိုခွဲထုတ်ဖို့၃ချိန်ကြိုးစားပြီးမှကလေးကိုဆွဲထုတ်နိုင်ခဲ့ပါတယ်။အဲဒီမှာချက်ကျိုးကိုလည်းဖြတ်ပြီးနောက်သူမဟာမိမိရဲ့ဒဏ်ရာကိုဆွဲတာအင်ဂျင်နဲ့စီးပေးကအခြားသားတယောက်ကိုအကူအညီခေါ်ဖို့ဆေးလွတ်ခဲ့ပါတယ်။ပြီးရင်စေးတက်သူတဦးကချုပ်ကျိုးနဲ့သူမဒဏ်ရာကို ချုပ်ပေးကဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက်သူမနဲ့ကလေးနှစ်ဦးစလုံးဟာလုံးဝပြန်ကောင်းမွန်လာခဲ့ပါတယ်။ ဝင်းမြူရီသမားဟာကြက်ရဲ့နှုတ်ပြီးပေါ်မှာမျက်မှတ်တစ်ခုကိုညှက်တက်ပေးလေးရှိပါတယ်။အဲ့ဒီမှာအယောင်တင်ထားတဲ့မှန်သားကြောင့်လဲကြက်တွေမြင်ရတဲ့အယောင်အလုံးဟာအနီရောက်တန်းနေစီမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ကြက်တကောင်ဟာအခြားကြက်တကောင်မှာသွေးစွန်းနေတာကိုမြင်မိပါကအဲ့ဒီသွေးစွန်းတဲ့နေရာကိုစတင်ခွတ်စားတတ်ပါတယ်။အဲ့ဒီမှာမရက်ဖဲခွတ်နေပါကလည်းအခြားကြက်ကိုတည်တဲ့အထိခွတ်တတ်နိုင်ပါတယ်။ကျင်းကြက်စွာထားရှိရတဲ့ကြက်ချံတွေမှာအဲ့ဒီအပြုတ်မှုဟာအခြားကြက်တွေကိုစိတ်ဖိစီးစေပြီးမကြမီတကောင်ကိုတကောင်ပြန်လဲတိုက်ခိုက်ကြတာတွေအမွှေးတွေကိုနှုတ်ယူကြတာတွေနဲ့ရက်ဆက်စွာခွတ်စားကြတာတွေကိုဖြစ်ပွားတတ်ပါတယ်။ တယ်။ဒါပေမဲ့အယောင်တင်မျက်မှန်တွေတက်ဆင်ထားပါကအရာအလုံးကိုအနည်းအောင်ဖြစ်မြင်ရမှာဖြစ်ပြီးသွေးစွန်းရကိုခွဲခြားမမြင်နိုင်တော့ပဲအစကတည်းကအခြားချက်တွေကိုခိုးစားလို့မရှိတော့ပါဘူး။ American တဝမ်းကချက်ချံတွေမှာအဲ့ဒီမျက်မှန်မျိုးကိုစံပေါင်းများစွာအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့လက်သမားတွေဟာမျက်မှန်တက်ဖို့အစားချက်တွေရဲ့နှုတ်ပြီးကိုဖျက်တောက်တဲ့နီလန်းတို့ပြောင်းလဲအသုံးပြုလာကြပါတယ်။